မင်္ဂလာပါနော်ဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုကတော့ကုနာငယ်နဲ့ကိုစီစိုးရဲ့ reaction မျိုးဖြစ်တဲ့သူကနားဆင်ကြရအောင်ဒီမှာနိုင်ငံမှာတရားမဝင်ကုန်းသွဲရင်းနဲ့ကြပ်ဖြတ်ငွေလိမ်လုပ်ငန်းတွေဟာငြိမ်းချမ်းရေးယူထားတဲ့တိုင်းသားလက်နက်ကိုင်အချို့နဲ့နေကြဆောင်တက်တွေကြောင်းဆိုပြီးအချက်ဖက်မင်းအွန်လိုင်းနဲ့ဇွန်မင်းထွန်းတို့ကတလီတန်တဲ့အပြစ်ဖို့ပြောဆိုလာပြန်ပါတယ်။နိုဝင်ဘာလ16ရက်နေ့ကဆိုရင်မော်လမြိုင်ခီးစင်တွားရောက်ခဲ့တဲ့အချက်ဖက်မင်းအွန်လိုင်းကအဲ့ဒီခီးစင်အတွင်းမှာပဲ မြန်မာနိုင်ငံမှာတရားမဝင်ကုန်သွယ်ရေးတွေနဲ့ကြားဖြတ်ငွေလိမ်လုပ်ငန်းတွေကိုငြိမ်းချမ်းရေးယူထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အချို့နဲ့ငယ်ကြားဆောင်တပ်တွေကသူတို့ရဲ့ကိုကြိုးစည်းပွားအတွက်လှုပ်ဆောင်နေကြတယ်ဆိုပြီးကြားဖြတ်လုပ်ငန်းတွေကိုနောက်ွယ်ကနေလုခွင့်ပေးထားတဲ့အကြမ်းဖက်မင်းအောင်လိုင်းကပဲတဖန်ပြန်ပြီးအပြစ်တင်ပြောဆိုသွားတာပါ။နေဆက်ဒေတာမတိငိမ့်မှုတွေနဲ့ငင်းဆက်ကိတ်တွေပိတ်ထားရတာတွေဟာငင်းငင်းယူထားတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကနိုင်ငံအပေါ်သစ္စာမရှိပဲတရားမဝင်ကုန်သွယ်မှုတွေကြောင့်ဆိုပြီးတော့ပါတကယ်တကယ် နိုင်ငံတော်တစ္ဆာပေါမှုကျူးလွန်ပြီးမတရားအာဏာလွတ်ယူသိမ်းပိုက်ထားတဲ့အကြမ်းဖက်မင်းအွန်လိုင်းကပဲတဖန်ပြန်ပြီးအပြစ်ဖို့ပြောဆိုတွားပြန်တာပဲဖြစ်ပါတယ်။သူ့လိုပဲစစ်တပ်ဝါဒဖြန့်ကြီးကောင်းဆောင်အကြမ်းဖက်ဇော်မင်းထွန်းကလည်းလက်ရှိမြဝတီမြို့နယ်ကကြားဖြတ်ငွေလိလုပ်ငန်းတွေဟာအဲ့ဒီဒေသမှာရှိတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ NCA ငြိမ်းချမ်းရေးစာချုပ်မှာလက်မှတ်ထိုးထားတဲ့လက်နက်ကိုင်တွေအပါအဝင်နေကြဆောင်တပ်ဖွဲ့တွေကကြားဖြန့်လုတဲ့သူတွေနဲ့ပေါင်းပြီးလောက်ကင်နေကြတာဖြစ်တယ်ဆိုပြီးတော့ကိုအပြစ်ဖို့ပြောဆိုတော့ပြန်ပါလေ ဲ့ဒီလိုအကြက်ဖက်မင်းအွန်လိုင်းနဲ့ဇော်မင်းထွန်းတို့ကတလေတန်နဲ့အပြစ်ဖို့ပြောဆိုလာတဲ့ဂင်းဘီနယ်ကကြက်ပြန့်လုပ်ငန်းတွေအခြေစိုက်ရာနေရာတွေဟာသူတို့စစ်တပ်လက်အောက်ခံ BGN နဲ့ DKBA တပ်တွေကသာအတိတ်ကထိန်းချုပ်ထားတာဖြစ်ပြီးအဲ့ဒီနေရာတွေမှာကြက်ပြန့်ငွေလိမ်လုပ်ငန်းတွေလုတ်ကင်ခွင့်ကိုလည်းသူတို့စစ်တပ်လက်အောက်ခံ BGA DGB တပ်တွေနဲ့အတူနောက်ွယ်မှာသူတို့မြန်မာစစ်တပ်အရာရှိတွေကနေထိပ်ပိုင်းဗိုလ်ချုပ်တွေအထိအဆင့်ဆင့်ပူးပေါင်းပြီးခွင့်ပြုပေးထားတာဖြစ်ပါတယ်။အခုတော့အမေရိကန်နိုင်ငံကပါ မြန်မာနိုင်ငံနယ်စပ်မှာရှိတဲ့ကြားဖြတ်စင်တာတွေကိုနှိမ်နှင်းမှုအတွက်အထူးတပ်ဖွဲ့ပါဖွဲ့လိုက်တဲ့အကြောင်းကို အတိအလင်းထုတ်ပြန်လာတော့မှအကြံဖက်မင်းအွန်လိုင်းနဲ့ဇော်မင်းထွန်းတို့ဟာအရေးကြီးတုတ်ပြန်တဲ့ထပြီးနယ်စပ်ကကြားဖြတ်ငွေလိမ်လုပ်ငန်းတွေဟာဒိုင်းသားလက်နက်ကိုင်တပ်တွေနဲ့နယ်ကြားဆောင်တပ်တွေကြောင့်ဆိုပြီးတော့ကိုတလေတန်နဲ့အပြစ်ဖို့ပြောဆိုလာသလိုသူတို့ပြောထားတဲ့နယ်ကြားဆောင်တပ်တွေဆိုတာသူတို့စစ်တဲ့လက်အောက်ခံတပ်တွေသာဖြစ်တဲ့အတွက်တကယ်လို့အမေရိကန်ဘက်ကသာတိတိယောက်ယောက်အေးအေးယူနှိမ်နှင်းမှုတွေဖြစ်လာရင်မင်းအွန်လိုင်းတို့ဟာ ကိုလွတ်ယုံပြီသူတို့စစ်တပ်လက်အောက်ခံ BGN နဲ့ DKP A တပ်တွေကိုပါထိုးကျွေးမဲ့သဘောပြောဆိုနေတာဖြစ်တယ်လို့လည်းကရင်စည်ရေးတရင်အရှင်မြင့်ကတုံ့တက်ပြောဆိုထားပါသေးတယ်ခင်ဗျတစ်ဖက်မှာတော့ချင်းပြည်နယ်မှာစည်ရေးဗျူဟာရချင်းတော်လန်ရေးတပ်တွေယာယီဆုတ်ခွာပေးထားတဲ့ဒီတိမ်မြို့နယ်ကနေဒီတောင်ထိပ်စစ်တပ်စခန်းကိုချင်းတော်လန်ရေးတပ်ဖွဲ့တွေကပြန်လည်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီလို့ PDF ဇိုလန်တပ်ဖွဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့နိုဝင်ဘာလ16ရက်နေ့ဖြစ်တဲ့မနေ့ကပဲချင်းတော်လန်ရေးတပ်တွေကစည်ရေးဗျူဟာအရာ ယာယီစုပ်ခွာပေးထားတဲ့ဒီတိမ်မြို့နယ်ကနေဒီတောင်ထိပ်စစ်တပ်စခန်းကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်ဖို့လာတဲ့အချိန်အဲ့ဒီစစ်တပ်စခန်းမှာရှိတဲ့စစ်သားတွေဟာစခန်းကိုထားခဲ့ပြီးအကုန်လုံးထွက်ပြေးသွားတဲ့အတွက်ချင်းတော်လိုင်းရေးတပ်တွေကပြစ်ခတ်မှုတော့မလုပ်လိုက်ရပဲကနေဒီတောင်ထိပ်စစ်စခန်းကိုသိမ်းပိုက်နိုင်ခဲ့တယ်ဆိုပါတယ်အဲ့ဒီနောက်တော်လိုင်းရေးတပ်တွေကနေမင်းရှင်းလင်းရေးလုပ်တဲ့အချိန်မှာလဲထွက်ပြေးသွားတဲ့အကြမ်းဖက်စစ်သားတွေမတည်နိုင်မဲ့ကြံခဲ့တဲ့ခဲရန်အချုပ်ကိုပါတင်းစီရရှိထားတည်တယ်လို့ PDF ဇူလန်တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ် ဲ့ဒီတီးတိတ်မြို့နယ်ကကနေဒီတောင်ထိပ်စစ်တပ်စခန်းကိုပြီးခဲ့တဲ့2023ခုနှစ်ကတည်းကချင်းဒေါ်လာရေးတပ်တွေသိမ်းပိုက်ထားတာဖြစ်တယ်လို့အခု2025ခုနှစ်အောက်တိုဘာလ29ရက်နေ့မှာတော့စစ်တပ်ကအဲ့ဒီစခန်းကိုခတ်တီးတီးနဲ့ထိုးစစ်ဆင်လာပြန်တဲ့အတွက်ချင်းဒေါ်လာရေးတပ်တွေကဗျူဟာအယမျှခေါ်ပြီးတော့ယာယီစုခွာပေးထားလိုက်ပြီးနိုဝင်ဘာလ16ရက်နေ့ဖြစ်တဲ့မနေ့ကပဲအဲ့ဒီစခန်းကိုပြန်လဲသိမ်းပိုက်ဖို့တွားယုံရှိသေးအဲ့ဒီစခန်းမှာရှိတဲ့စစ်သားတွေဟာအကုန်လုံးထွက်ပြေးသွားတဲ့အတွက်အခုတော့ ကနေဒီတောင်တိတ်စစ်တပ်စခန်းကိုချင်းတော်လန်ရေးတပ်တွေကပဲပြန်လဲသိမ့်ပိုက်ထိန်ချုပ်ထားလိုက်ပြီလို့ PDS ဇိုလန်တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရှင်းပြထားပါတယ်ခင်ဗျတပ်ဖက်မှာတော့စကိုင်းတိုင်းစလင်းကြီးမြို့နယ်ကတရုတ်ဝမ်ပေါင်ကမ္ပဏီဝင်းတဲမှာတဆွဲထားတဲ့အချက်ဖက်စစ်တပ်ကို PDS တပ်ဖွဲ့တွေက short tight down တွေနဲ့ပစ်ခတ်တိုက်ခိုက်နေပြီးစစ်တပ်ဘက်ကလည်းပြန်လဲပစ်ခတ်မှုတွေရှိနေတယ်လို့ဒေသခံပြည်သူတွေနဲ့တော်လန်ရေးသတင်းရှင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့ဒီကနေ့နိုဝင်ဘာလ19ရက်နေ့မနက်ပိုင်းမှာပဲ စလင်ကြီးမြို့နယ်ကတရုတ်ဝမ်ပေါင်းကုမ္ပဏီဝင်းထဲမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကို PDF တပ်ဖွဲ့တွေက short type ဒုံးတွေနဲ့ဇက်တိုက်ပစ်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီနောက်တရုတ်ဝမ်ပေါင်းဝင်းထဲမှာရှိတဲ့အကြမ်းဖက်စစ်တပ်ကလည်းဝင်းထဲကနေလက်နက်ကြီးနဲ့ပြန်လဲပစ်ခတ်မှုတွေရှိနေပြီး PDF တပ်တွေပစ်ခတ်လိုက်တဲ့ short type ဒုံးအရေးတော်ဟာဆယ်လုံးဝင်းကျင်မှာရှိနေတယ်လို့စစ်တပ်ကပြန်လဲပစ်ခတ်မှုလုပ်တာကိုကြည်ရင်သူတို့တက်ဆွဲထားတဲ့တရုတ်ဝမ်ပေါင်းဝင်းထဲကို PDF တပ်တွေပစ်တဲ့ short type ဒုံးတွေတော်တော်လေးကြောက်ရွံ့ပောက်ကွဲမှုရှိထားတဲ့သဘောဖြစ်မယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ် လက်တလုံးမှာတော့အဲ့ဒီလိုနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေကြောင့်ဒေသခံပြည်သူတွေကအခြေအနေကိုစောင့်ကြည့်နေရပြီးအဲ့ဒီတရုတ်ဝမ်ပေါင်ကမ်ပဏီဝင်းအတွင်းတဆွဲထားတဲ့အကြံဖတ်စစ်တပ်ဟာဘေးပတ်ဝန်းကျင်မှာရှိတဲ့ကြေးရွာတွေကိုမကြာခဏဆို့သလိုလက်နက်ကြီးတွေနဲ့ပစ်ခတ်လိရှိပြီးအခုတော့သူတို့စစ်တပ်တဆွဲထားတဲ့ဝမ်ပေါင်ဝင်းတဲ့ကို PDF တပ်တွေက short တိုက်ဒုံးတွေနဲ့ပြန်လည်တိုက်ခိုက်နေပြီဖြစ်တယ်လို့တော်လိုင်းသတင်းရင်းမြစ်ကပြောထားပါသေးတယ်အဲ့လိုပဲနိုဝင်ဘာလ17ရက်နေ့ကလည်းအဲ့ဒီစလင်းကြီးမြို့နယ်တရုတ်ဝမ်ပေါင်ကမ်ပဏီဝင်းအတွက်တဆွဲထားတဲ့အကြံဖတ်စစ်တပ်ကို ဒေါ်လာရေးတပ်ဖွဲ့က short tight ဒုံးနေတဲ့ reserve ပြတ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့အော်တိုဘာလ23ရက်နေ့ညပိုင်းကလည်းအဲ့ဒီ1ပေါင်းဝင်းအတွင်းဒေါ်လာရေးတပ်တွေပြတ်ခတ်လိုက်တဲ့ short tight ဒုံးတွေကြောက်ရောက်ပောက်ကွက်ပြီးမီးလောင်မှုတွေပါဖြစ်ပေါ်ခဲ့တဲ့အပြင်အရေးပေါ်အုပ်အော့ဆွဲတံတွေနဲ့အဲ့ဒီ1ပေါင်းဝင်းထဲမှာမီးတကားတွေစစ်ကားတွေရဲကားတွေနဲ့ရုံရင်းစံကတ်တွေဖြစ်ပွားခဲ့ပါသေးတယ်ခင်ဗျတဖက်မှာတော့အချမ်းဖတ်စစ်တပ်ကလုံကြုံရဲတွေတင်းကျပ်ထားတဲ့ရန်ကုန်တိုင်းကလှဲကူးမြို့နယ်မှာ စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးအတွက်ပူပေါင်းကူညီနေတဲ့ဇယီရက်ကွင်းရက်ကွက်အုပ်ချုပ်ရေးမှုရုံးကိုမြို့ပြတော်လိုင်းရဲဘော်တွေကဖောက်ခွဲတိုက်ခိုက်မှုအတွေ့ပြူစော်တီနှစ်ဦးပြင်းထန်ဒဏ်ရာရထားတယ်လို့ရန်ကုန်အာမေတပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့နိုဝင်ဘာလ16ရက်နေ့ဖြစ်တဲ့မနေ့ကညနေ6နာရီကျော်လောက်မှာပဲရန်ကုန်တိုင်းလက်ကူးမြို့နယ်မှာအချမ်းဖတ်စစ်တပ်ရဲ့ရွေးကောက်ပွဲအတူကြီးအတွက်ပူပေါင်းကူညီလှုပ်ဆောင်နေတဲ့ဇယက်ကွင်းရက်ကွက်အုပ်ချုပ်ရေးမှုရုံးအတွင်းပြူစော်တီတွေစုဝေးနေတဲ့အချိန် မြို့ပြတော်လန်ရေးတပ်ဖွဲ့တွေကပြင်းအားမြင့်မိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုအတွေ့အုတ်ချုံရင်းမှုရဲ့နောက်လိုက်တွေဖြစ်တဲ့ပူစောတီနှစ်ဦးကတော့ပြင်းထန်ဒဏ်ရာရထားတဲ့အကြောင်းကိုသိထားရတယ်လို့ရန်ကုန်အာမေတပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကပြောထားသလိုအဲ့ဒီအုတ်ကြီးယုံဟာပြည်သူတွေကိုစစ်မှုတန်းဂျေးတွေလာစင်ကောက်ခံနေရုံနဲ့မကအခုစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးအတွက်မဲဆွယ်ဖို့ကိုလည်း တို့နဲ့အတူပူးပေါင်းပါဝင်မှုပြည်သူတွေကိုဖိအားပေးခေါ်ယူနေပြီးမလာရင်ဖမ်းဆီးမယ်ဆိုပြီးတော့ပါချင်းချောက်ထားတဲ့ယုံဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိရန်ကုန်တိုင်းမှာအကြံဖက်စစ်တပ်ကတို့လုံမဲ့ရွေးကောက်ပွဲအတူကြီးအတော့ပါလုံချုံရစ်တွေကိုအရင်ထပ်ပို့ပြီးတင်းကျပ်ထားတဲ့ကြားကရန်ကုန်မြို့ပြတော်လိုင်းရဲဘော်တွေကလည်းစစ်တပ်နဲ့ပတ်သက်တဲ့နေရာတွေကိုအခုလိုဖောက်ခွဲတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေစေဖြစ်တယ်လို့သိရပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ မြင်းကျန်နထိုးကြီးလမ်းမိုင်းကအချက်ဖက်စစ်တပ် gate scan တွေကိုတော်လိုင်းရေးတပ်တွေက၂ရက်စတိုက် drone တွေနဲ့ပုံကျဲတိုက်ခိုက်မှုအတွေ့စစ်တပ်ဘက်က၅ဦးကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါရှိသွားပြီးအဲ့ဒီစစ်သားမသားအလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုလူနာတင်ကားတွေနဲ့ပါလာတဲသွားကြတယ်လို့ Peacock Drone Team တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့နိုဝင်ဘာလ13ရက်နေ့နဲ့14ရက်နေ့တွေမှာပဲ မြင်းညာနှထိုးကြီးလမ်းမိုင်းကအချက်ဖက်စစ်တပ်ရဲ့ရွာကြီးနဲ့ရွာသစ်ဂိတ်တွေအပါအဝင်စစ်သားတွေရေချိုးနေတဲ့နေရာတွေကိုပါတော်လိုင်းရင်တပ်တွေက drone တွေနဲ့ဇက်တိုက်ပုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုတွေအတွေ့ဂိတ်စခန်းတွေဘက်မှာစစ်သား၅ဦးကတော့အသေးသေးသိမ်ကုန်ကြတဲ့အပြင်ရေချိုးနေတဲ့နေရာကစစ်သားတွေလည်းဒဏ်ရာရတဲ့သူတွေရှိသွားပြီးအဲ့ဒီစစ်သားမသားအလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုလူနာတင်ကားတွေနဲ့ပါအသေးအံလာတဲ့တွားကြတယ်လို့ peak drone တင်တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါလေ။ လက်ရှိမြင်းညာဒိုးကြီးမြို့နယ်တွေမှာဒေါ်လာတွေထိန်းချုပ်ထားတဲ့နေမြင်းနဲ့စစ်တကတက်ဆွဲထားတဲ့နေရာတွေဆိုတာမျိုးနှစ်ဖက်ရှိနေပြီးစစ်တကလည်းဒေါ်လာတွေတွေရဲ့နေမြင်းတွေကိုပြန်လဲလိုချင်နေတဲ့အတွက်ရရင်ရသလိုစစ်ကြောင်းထိုးတာတွေလုပ်လို့ရှိသလိုဒေါ်လာတွေကလည်းစစ်တကတက်ဆွဲထားတဲ့နေရာတွေကိုအခုလိုပဲတံပြန်တိုက်ခိုက်ချေမှုမှုတွေအမြဲလိုလိုရှိနေတယ်လို့လဲဒေတာတွင်းသတင်းအရှင်မြစ်ကပြောထားပါသေးတယ်ခင်ဗျတစ်ဖက်မှာတော့ စကိုင်းတိုင်းကဏီမြို့နယ်မှာရှိတဲ့အရသာပြည်သူတွေနေထိုင်ရာမင်းအိုကျေးရွာအနီးကိုအချက်ဖက်စစ်တပ်ကတိုက်လေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်မြို့သမီးတို့အသေဆုံးထားပြီးနောက်ထပ်ပြည်သူနှစ်ဦးကဒဏ်ရာရရထားတယ်လို့ဒေသခံပြည်သူတွေကရင်ကုန်ခေတ်တိကိုပြောပါတယ်။ဒါကတော့နိုဝင်ဘာလ16ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲအချက်ဖက်စစ်တပ်ကကဏီမြို့နယ်မှာရှိတဲ့အရသာပြည်သူတွေနေထိုင်ရာမင်းအိုကျေးရွာအနီးကိုဘာတိုက်ပွဲမှမဖြစ်ပဲတိုက်လေရင်နဲ့လာပြီးဘုံတွေကျဲချသွားတယ်ဆိုပါတယ်။အဲ့ဒီလို့ အချက်ပစစ်တရဲ့လေးချောင်းတက်ခိုက်မှုကြောင့်ရခိုင်နယ်မှာနှမ်းရိတ်နေတဲ့အယတပြည်သူမျိုးသမီးတို့ဥကောင်ထိမှန်ဒဏ်ရာနဲ့တိဆုံသွားပြီးနောက်ထပ်ပြည်သူတို့ကဒဏ်ရာတွေရထားသလိုအဲ့ဒီဘက်မှာဗတ်တိုက်ပွဲမှမဖြစ်ပဲစစ်တပ်ကဓမင်တကာအယတပြည်သူတွေကိုပြစ်မှတ်ထားပြီးဘုံကျက်တပ်ဖြတ်သွားတာဖြစ်တယ်လို့ဒေသခံပြည်သူတို့ကပြောထားပါသေးတယ်။အဲ့ဒီလိုပဲနိုဝင်ဘာလ17ရက်နေ့ကလည်းကဏီမြို့နယ်ဝင်းမနာတိုက်နယ်စစ်ရုံကိုစစ်တပ်ကလေကြောင်းကနေဘုံကျက်တိုက်ခိုက်သွားမှုကြောင့် ်ဇေယုံကလူနာတွေအပါဝင်ပြည်သူ၈ဦးသေဆုံးခဲ့ရပါသေးတယ်ခင်ဗျတဖက်မှာတော့မကွေးတိုင်းကမြိုင်မြို့နယ်မှာပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူလူရပ်ပြီးထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုဒေါ်လိုင်းတပ်တွေကဂျာပြတ်တိုက်ခိုက်ခြင်းမမှုအတွေ့စစ်တပ်ဘက်ကစစ်သားတအုပ်ကတော့ပွဲချင်းပြီးကိုသိမ့်သွားတဲ့အပြင်နောက်ထပ်စစ်သားတအုပ်ကိုပါလက်နက်နဲ့အတူအရှင်ဖမ်းဆီးရမိထားတယ်လို့မြိုင်ပကဖစီကနေသိရပါတယ်လက်ရှိရန်ကုန်ခေတ်ကရရှိထားတဲ့ဓာတ်ပုံတွေမှာလည်းပြစ်ခတ်မှုအတွေ့ မြေကြီးပေါ်မှာပွဲချင်းပြီးတိမ်နေတဲ့စစ်သားမသားအလောင်းနဲ့ဒဏ်ရာရပြီးမြေကြီးပေါ်မှာလဲနေတဲ့စစ်သားတဦးကိုပါအတိုင်းသားမြင်တွေ့နေရပါတယ်ဖြစ်စဉ်ကတော့ဒီကနေ့နိုဝင်ဘာလ16ရက်နေ့မနက်ပိုင်းမှာပဲစမုနှစ်ကနေထွက်လာတဲ့အချက်ဖက်စစ်တပ်စစ်ကြောင်းဟာတောတိုက်နယ်ကပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူတည်ဆောင်ပြီးထွက်လာတဲ့အချိန်ဒေါ်လန်ရဲတပ်တွေကကြားဖြတ်တိုက်ခိုက်ချေမှုနေတယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့စစ်တပ်ဘက်ကတပ်သားတအူးကတော့နေရာမှာရင်းပွဲချင်းပြီးကိုတိတ်သွားတဲ့အပြင် နောက်ထပ်ကြီးထိမှန်ပြီးဒဏ်ရာရထားတဲ့စစ်သားတဦးကိုပါလက်နက်နဲ့အတူတော်လိုင်းတပ်တွေကအရှင်ဖမ်းဆီးရမိထားတယ်ဆိုပါရင်အဲ့ဒီအချမ်းဖတ်စစ်တပ်စစ်ကြောင်းဟာတေသွားတဲ့သူတို့စစ်သားမပါအလောင်းကိုပြန်မသေးယုံနေမကမသေးသေးပဲကြီးထိမှန်ဒဏ်ရာနဲ့လဲနေတဲ့စစ်သားကိုပါဒီအတိုင်းထားခဲ့ကြပြီလောလောဆယ်တော့အဲ့ဒီဒဏ်ရာရစစ်သားကိုတော်လိုင်းတပ်တွေကဖမ်းဆီးရမိခဲ့ပြီမဲ့သူ့ရဲ့ဒဏ်ရာကိုကောင်းကောင်းမွန်မွန်စေကူတာပေးထားပါတယ်လို့မြိုင်ပကဖရဲ့ထုတ်ပြန်ချက်မှာပြောထားပါတယ်ခင်ဗျ ုံကိုအောင်တိုက်ဖို့ပြောတယ်ပြောတယ်ဆိုတာအလကားပြောတာမဟုတ်ဘူးအခုဓမ္မကြည့်နော်လက်ရှိစစ်တပ်နဲ့ပတ်သက်ပြီးတော့အပြစ်ရရေးတို့ဘာတို့ညာတို့ပြောတဲ့အဖွဲ့အစည်းလူပုဂ္ဂိုလ်တွေအခုကြည့်ဝါပါငမဲလုံးဘာပြောလဲဆိုတာနော် တကယ်ပဲဖြစ်လာရင်ခင်ဗျားတို့ထိုးကျွေးဖို့ဝင်လေတဲ့ကောင်တွေမဟုတ်ဘူးအခုဓမ္မသူတို့စစ်တပ်ကလွဲလို့လက်ရှိကြားပြန့်လုပ်ငန်းအကုန်လုံးဟာနော်ဒီတိုင်းနာလက်နက်ကင်တွေမှာအပြစ်ရှိပါတယ်ဆိုပြီးတော့ထိုးချတာကြည့် ဒါကြောင့်မလို့ကျွန်တော်တို့ကဘုံရန်သူကိုအရင်ပြောအောင်ဖြိုးပါတကယ်စစ်မှန်တဲ့ငြိမ်းချမ်းရေးစစ်မှန်တဲ့အခွင့်အရေးဆိုတာကဒီအာဏာရှင်မရှိမှရမှာမင်းအောင်လိုက်မရှိလဲနောက်ထပ်မင်းအောင်လိုက်ထက်လာမှာပဲဟုတ်တယ်မဒါနေဝင်းမင်းအောင်လိုက်မဟုတ်ဘူးနေဝင်းကိုကျွန်တော်တို့ပြောအောင်မဖြိုးခဲ့တဲ့အတွက်နေဝင်းလေးတွေတယောက်ပြီးတယောက်လာတာစောမောင်တန်းရွှေတိန်စိန်ခင်ညွန့်စသဖြင့်အဲ့နေဝင်းလေးတွေအခုဒါမင်းအောင်လိုက်ရတဲ့ဒါနေဝင်းမဲ့ဆိုတော့အဲ့ဒီအာဏာရှင်ဒီ ကိုရဲ့ကြီးကိုကျွန်တော်တို့ပြိုအောင်မဖြိုနိုင်ပဲနဲ့ NCA မကလို့ NCA အဖေပဲဖြစ်နေစေအဲ့ဒီတိုင်းပြည်ငိမ့်ချမ်းလို့ရစေဘာအကြောင်းမှမရှိဘူးเนาะဒါကြောင့်မလို့အဲ့တော့လက်ရှိနာမဆိုးတယ်ငါတို့ data စစ်ဖြစ်မှာဆိုးတယ်ဆိုတော့အရာကိုခံပြီးတော့နေလာခဲ့တာနှစ်ပေါင်း60ရှိပြီခင်ဗျားတို့တကယ်ငိမ့်ချမ်းခြင်းကိုရခဲ့တာဘာကြောင့်မရလဲဒီအာနာရှင်ရှိနေလို့เนาะအခုဒီမှာကြည့်ဒီကြားဖြန့်ကိစ္စဟာဒီသူတို့ရဲ့အုတ်ထုတ်မှုအောက်မှာရှိရတဲ့ဒါနဲ့ဒီလိုကြားဖြန့်ဖြစ်လာတာ သူတို့မတိဘူးသူတို့မပတ်တယ်ဘူးဆိုတော့ချင်းစားပြီးပြောပြရင်တော့ချင်းကြိုက်လို့ပဲပြည်သူကလက်ခံနိုင်တယ်เนาะဥပမာငမဲလုံးဘာပြောထားတာကြည့်ပါတနက်ကိုင်း EO ဖွဲ့ KNGNL ဖွဲ့အပီးရင်ကျွန်တော် NCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့ချို့သော EO ဖွဲ့တွေပြီးရင်ကျွန်တော်လက်ချားဆောင်တပ်ဖွဲ့အမိခံတပ်ဖွဲ့တွေဝင်ရောက်ပြီးတော့လောက်ကင်နေတာမျိုးဖြစ်ပါတယ် အဲ့ဒီလူတွေကိုပန်းချိကပ်ပြီးတော့ကိုကျိုးစာစီပါရေးနေကြားစောက်တက်ဖွဲ့လောက်ပြီးတော့အမိကန်အဖွဲ့တွေလို့ပြောရတယ်မှာဘယ်အဖွဲ့လို့မပြောပါဘူးเนาะလက်ရှိကြားပြန့်ဖြစ်တာဒီ BGF တွင်ထဲမှာ BGF ကိုနေပြည်တော်ထိခေါ်ပြီးဒီဘုချစ်တူကိုဟမ်စုချမြင့်ခဲ့တာဘာလို့လဲ KNU KNN တွေရလားမင်းအောင်နိုင်ကိုတိုင်လားเนาะမင်းအောင်နိုင်ကိုတိုင်2023မှာစုချခဲ့တာเนาะ ဲ့တော့တို့မတိဘူးဆိုတာဖြစ်နိုင်တာမြန်မာပြည်မှာဘယ်ဒီတက်မှာမပါလို့လဲစစ်တပ်မတိဘူးဆိုတာဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားထမင်းစားပြီးကြီးတဲ့လူတိုင်းတိပါလေကြည့်ဒါပေမဲ့အခုတော့မပါလို့လဲထိုးချတာအဲ့တော့ BGA အနေနဲ့ဒါကိုတိဖို့လိုတယ်ခင်ဗျားတို့ကရင်ကရင်ချင်းအားလုံးစီးလုံးလိုက်မယ်ဆိုရင်ကရင်ပြည်နယ်မှာလားအဲ့ဒီရှိတဲ့စစ်ခွေးတွေတနတ်နဲ့ဖောက်စီရမလို့အဲ့ဒီကရင်လက်နက်ကင်တွေကတော့ပါလီးနဲ့ထိုးလို့တော့အကုန်လုံးအဲ့စစ်ခွေးတွေမျိုးဖြုတ်လို့ရတယ်မင်းတို့တနတ်ဖောက်စီရမလို့ဘူး KNU KNL နော် အဲ BGF ပြီး DGBA เนาะအခြားဒီငိမ့်ငိမ့် PC ဖွဲ့လို့ဘာလို့ပြီးလို့ရှိရင်ဒီ KDLA ကိုတူလေးအမီဘာဖြစ်ဖြစ်ဗျာကရင်ပြည်နယ်မှာရှိတဲ့လက်နက်ကန်အားလုံးတစုတစည်းတည်းပေါင်းပြီးတော့ကဲငါတို့ကတော့ဒီကရင်ပြည်နယ်ကိုလွတ်မြောက်အောင်လုပ်လိုက်မယ်ပြီးမှသာလေငါတို့အချင်းချင်းပြန်ပြီးတော့ညှိနှိုင်းဆွေးနွေးကြမယ်ဒီကရင်ပြည်နယ်မှာစစ်ခွဲကင်းစင်တော့ငါတို့လုပ်မယ်ဆိုရင်လုပ်လို့မရဘူးလား ဆယ်ကပြန်ရတယ်တပြန်လည်းမဟုတ်ဘူးအဲ့ဒီအဖွဲတွေကအကုန်ပေါင်းပေးမရရင်ကြိုက်တယ်လို့ပြောကျွန်တော်ပြောတော့အဲ့ဒီအဖွဲတွေအကုန်ပေါင်းလိုက်ရင်ကရင်ပြည်နယ်အတွက်မှာစစ်ခွဲကင်းစင်ဖို့ဆိုတာတနတ်နဲ့ပြစ်စရာတော့မလိုဘူးအဲ့တော့ကရင်ချင်းချင်းအားလုံးပေါင်းလိုက်မယ်ဆိုရင်ကရင်ပြည်နယ်မှာစစ်ခွဲကင်းစင်ဖို့အတွက်တနတ်တစ်ချက်ဖောက်စရာမလိုဘူးเนาะအဲ့ဒီကရင်စစ်သားတွေကတော့ပါလော်နဲ့ကလော်ထုတ်လို့အဲ့ဒီစစ်ခွဲမျိုးပြုတ်တယ်အဲ့လောက်ထိအင်အားခင်ဗျားတို့မှရှိတယ်ဒါပေမဲ့မစုစည်းတဲ့အတွက်ဘာဖြစ်လဲအားမဖြစ်ဘူး တွေးခွဲတက်ချိုတာကိုခံခဲ့ရတယ်เนาะကျွန်တော်တို့ဒါပုံမှန်လေးမှကျွန်တော်ပြောမှာ Trinity Bridge တိမမဟုတ်ဘူး BGA BGA ဆိုပြီးတွားမဆက်နဲ့ BGA တခုတည်းအပြစ်ရှိတာမဟုတ်ဘူးเนาะ DKBA DKBA တွားမဆက်နဲ့ DKBA တခုတည်းအပြစ်ရှိတာမဟုတ်ဘူးအဓိကဘာလဲအဲ့ဒီအထဲမှာဘသူကဘာလုပ်နေလဲဘသူကဘာလုပ်နေလဲကိုကျွန်တော်တိဖို့လိုတယ်ပုံမှန်လေးပြောရရင်ဒီတွန်လိုင်းအင်ယာစုဘက်မှာကူညီနေတဲ့အရာတွေတည်းရှိတယ်เนาะဒါကျွန်တော်နေရာတွေဒေသတွေနာမည်တွေကျွန်တော်မပြောချင်ဘူး စစ်တပ်နဲ့ပေါင်းပြီးတော့တော်လှန်ရေးကိုတိုက်နေတဲ့ဟာတည်းရှိတယ်။အဲ့ဒါကြီးကမဖြစ်သေးဘူး။လှုပ်ရှားစစ်ပွဲလို့ဖြစ်မနေဘူးလေ။စဉ်းစားကြည့်ဗျာ။တစ်ဖက်ကကူညီတယ်၊တစ်ဖက်ကလည်းကူညီတယ်။နှစ်ဖက်လုံးကိုပတ်သက်ထားတယ်။တစ်ဖက်ဆိုတစ်ဖက်ကျွန်တော်တို့ရက်တိလိုက်ကမှလေ။အဲ့တော့အားလုံးဒီကရင်လက်နက်ကင်အဖွဲ့တွေဘာကြောင့်မစည်းလုံးနိုင်လဲ။ PD ရဲ့တော်မဲကြည့်လေ။အာကရင်လူထုလွတ်မြောက်ရေးအတွက်။ကော်တူလေးတော်မဲကြည့်ပြန်လေ။ကရင်လူထုလွတ်မြောက်ရေးအတွက်။ဟမ် KNU တော်မဲပြန်လေ။ ကရင်ဒူဒူလွတ်မြောက်ရေးအတွက် KNL ဆိုတဲ့တာဂက်အဒူဒူပဲအားလုံးဟာခေါင်းစဉ်ကအဒူဒူပဲမဟုတ်ဘူးလားဒီကရင်ပြည်နယ်မှာရှိတဲ့ပြည်သူလွတ်မြောက်ရေးအတွက်လှုပ်နေကြတာမဟုတ်ဘူးလားဒါဆိုရင်အခုချိန်လှုပ်ပြီးတော့အခုချိန်လွတ်မြောက်ပြီလေမလှုပ်ရင်တော့ရန်သူကခမားတို့လိုရင်အတုံးချမယ်မလိုရင်ကန်ထုတ်မယ်ထိုးကျွေးမယ်နော်ဟိုဘက်မှာဖြစ်သွားတဲ့ကောင်းနေညစီတဲ့မြင်ကြည့်ပါကမာရီတာအိုက်လူကြီးနဲ့ဆက်ဆက်ပြီးတော့ ဒီလုပ်ငန်းတွေကိုလှုပ်ဆောင်နေတာဖြစ်ပါတယ်အဲ့တော့ဒီကြားဖြန့်ဆိုတာတရုတ်နယ်စပ်မှာအရင်လှုပ်ခဲ့တဲ့အရာအမှလှုပ်ခဲ့တဲ့ကောင်တွေကိုလိုတဲ့ချိန်မှာအခုလိုပဲစုတွေခေါ်ပြီးတော့နေပြည်တော်ခေါ်ပြီးမင်းအောင်နိုင်ကိုယ်တိုင်စုတွေချင်းမြင့်နေဟိုဘက်ကတရုတ်ကမလိုတဲ့ချိန်မှာမပါလှုပ်လိုက်ထိုးကျွေးလိုက်တာပဲအကုန်လုံးဟမ်အကုန်လုံးထိုးကျွေးလိုက်တာပဲအားလုံးမြင်မယ်အဲ့တော့ဒီကင်းပြည်နယ်မှာရှိတဲ့လက်နက်ကိုင်ဖွဲ့စည်းတဲ့အနေနဲ့ကျွန်တော်တို့ပြောချင်တာကဒီကာလဟာခမည်းတော်အတွက်နာမည်ကောင်းကိုယူလို့အကောင်းဆုံးကာလ เนาะတမိုင်းအတွက်ခမားတို့ရဲ့နာမည်ကိုမှွေးကြံအောင်လုပ်ခွင့်ရတဲ့တခုတည်းသောကာလတခုတည်းသောကာလဆိုတော့ဒီကာလအလွန်မှာခမားတို့လုပ်ခွင့်မရတော့စစ်တပ်ပဲနိုင်နိုင်တော်လိုင်းရေးပဲနိုင်နိုင်ခမားတို့ဟာတာမန်လက်နက်ကင်အစင်ပဲရှိလိမ့်မယ်အဲစစ်တပ်နိုင်ဝါလို့အခုစစ်တပ်နဲ့ပေါင်းပြီးတော့ BG ရဲ့အနေနဲ့စစ်တပ်နိုင်ဝါနဲ့စစ်တပ်နဲ့ပေါင်းပြီးအကျိုးထူးဆက်သွားမယ်ဆိုရင်လေခမားတို့ကအဲ့ဒီစစ်တပ်ကအနှိမ်ခံအောက်ကပဲတွားမှာတတလုံးခမားတို့ဘယ်တော့မှစစ်တပ်ကိုအာခံလို့ရမှာမဟုတ်ဘူးရှင်းရှင်းလေးဒီနေရာမှာကျွန်တော်ပြောချင်တဲ့စကားစစ်တပ်လို့တုံ့နှုတ်ထားတာဒီ အောက်ခြေအရာရှိအကျက်စစ်တီတွေကိုကျွန်တော်ညှိညွှန်းတာမဟုတ်ဘူးနော်စစ်တပ်ကိုမောင်းနေနေတဲ့ဒီလက်ငါးချောင်းမပြည့်တဲ့လူတစုကိုပြောတာအဲ့တော့တော်လိုင်းဘက်ကနိုင်ဝမ်းမယ်ဆိုရင်လေဒီဟာဒီအာဘီဂျက်ကစစ်တပ်နဲ့ပေါင်းပြီးတော့တော်လိုင်းရုပ်ကပြက်ကြဲလုတ်ခဲ့တယ်ဆိုတော့တမိုင်းဆုံးကြံမိခဲ့မယ်အဲ့တော့ဒီကာလဟာကိုနေကပြောသလိုဒီကြားဖြန့်ဆိုတဲ့ကိစ္စအမေရိကန်မပါလို့ရှိရင်တော့ပြဿနာမရှိဘူးလေအမေရိကန်နိုင်ငံသားကိုတွားလိမ်နေပြီဒီကောင်တွေကအဲ့တော့ဘာဖြစ်လဲအမေရိကန်အမျိုးသားအကျိုးစီးပွားဆိုတော့ခေါင်းစဉ်တက်လိုက်တွားပြီ ဟမ်အခက်မသိရင်လာပြီးဖမ်းတာခံရမှာတကယ်တကယ်အမေရိကန်လုတ်ချင်လုတ်လို့ရတာခင်ဗျားတို့အားလုံးသိတယ်နော်အဘွေချစ်တူကြားတဲ့ခေါင်းစဉ်တက်ပြီးကွာကလေးလာဝင်ပြီးဖမ်းမင်းအောင်လိုင်းထိုးကျွေးမှာမပူနဲ့ဟမ်အခုနေလာကြည့် तू ကမင်းအမေရိကန်မျက်နှာလှုပ်ဖို့အတွက်ထိုးကျွေးလိုက်မှာခင်ဗျားတို့ဒါကြောင့်မလို့ဒီ BGF တွေ K နဲ့ DKBA တွေအခုစစ်တပ်နဲ့ပေါင်းပြီးတော့တိုက်နေတဲ့အဖွဲ့တွေစစ်တပ်နဲ့မဟာမိတ်ပြုတ်ပြီးတော့ဟိုဘက်လိုဒီဘက်လိုနေတဲ့အဖွဲ့တွေကျွန်တော်တို့ပြောချင်တာခင်ဗျားတို့ပြက်ပြက်တတတဖက်ဆိုတဖက်ရက်တည်ကြတော့ ကိုယ့်ပြည်နယ်မှာရှိတဲ့လက်နက်ကင်တွေအားလုံးစီးလုံးအောင်လုံဆောင်ကြတော့ငါတို့ကအင်အားကြီးတယ်ငါတို့ကငွေရှိတယ်ငါတို့အဖွဲ့ရှိတယ်ငါတို့ပါဝါရှိတယ်မင်းတို့တွေနဲ့ပတ်သက်စရာမလိုဘူးဆိုတော့စိတ်ထားမယ်ဆိုရင်တော့ကိုကတစ်သက်လုံးဒီနေရာမှာနေနိုင်မလားဆိုတာလေးကိုတွေးစေချင်တယ်နော်အခုတမြင်တဲ့အတိုင်းဒီကောင်ကြီးကတော့ထိုးတွေးပြီသူတို့လို့ရုံးမှာပဲဒါပေမဲ့ BGA တစ်ခုတည်းဒီအလုပ်တွေလုပ်ဒီအဆောက်အအုံတွေစောက်လို့ရတယ်သူများနိုင်ငံမှာအဲ့လိုအဆောက်အအုံတွေစောက်ဖို့မပြောနဲ့ စစ်တပ်ကဒီဟာတွေလောက်တယ်သူမတိဘူးလို့ပြောင်းလိမ့်နေမလားဟုတ်ငမဲလုံးကသူများနိုင်ငံတွေမှာအခမ်းအနားပုံနေတဲ့လူတော်လွတ်အောင်ပုံလို့မရဘူးဆိုတော့ဒီအဆောက်အုံတွေစောက်ပြီးဒီလောက်တောင်လုံနေတာသူတို့ဘာမှမတိဘူးဆိုတော့ခင်ဗျားတို့ယုံလားကျွန်တော်တော့မယုံဘူးဘာဖြစ်လို့ကျွန်တော်ကျွန်တော်လူတို့တတ်မှတ်လို့ကျွန်တော်မယုံလားလူဆိုရင်တွေးနိုင်တယ်လေဟုတ်တယ်မလားယုံစရာအကြောင်းမှမရှိတာအဲ့တော့ဘာဖြစ်တယ်အလိုတူလိုပါလောက်ခဲ့ကြတယ်ပြည်တနာဖြစ်လာတဲ့အချိန်မှာရဲဘော်ရဲဘက်စိတ်မရှိပဲထိုးကျွေးတဲ့လောက်ရက်ကိုအောက်တန်းကြဆိုလုံမဲ့ကောင်းတယ် ဒါကြောင့်မလို့ဒီတော်လန်ရေးမှပြည်သူဘက်ကရက်တီပါဒီကောင်တွေကိုဘတော်မယုံပါနဲ့ကျွန်တော်တို့ပြောတာဒီအလကားပြောနေတာမဟုတ်ဘူး။နော်ဒါကြောင့်မလို့ဒီ PC ဒီ GB ရောမဟုတ်အခြားခြားတော့ဒီစစ်တပ်နဲ့နော်ဟိုလိုလိုဒီလိုလိုနေတဲ့အဖွဲ့အစည်းအားလုံးကိုကျွန်တော်တို့ပြောချင်တာကခင်ဗျားတို့တွေစဉ်းစားပါဒီကာလဒီခင်ဗျားတို့အတွက်ခင်ဗျားတို့ data ခင်ဗျားတို့အ ਨੇ သောကတော့ခင်ဗျားတို့ data အဲ့ထက်များလာရင်နိုင်ငံရေးရှိကဘာတဲ့ချီပြီးတော့နာမည်ခေါင်းကိုယူခွင့်ရမယ်တစ်ချိန်တည်းသောကာလ တစ်ချိန်ပဲဒီတစ်ချိန်ပဲယူပြီးရှိမှာအချားစိန်ဘယ်တော့မှရှိမှာမဟုတ်ဘူးထိုနည်းလူပဲတစ်သက်ခေါင်းဆောင်တွေစပြီးတော့ပေါ့နော်အဲ့တော့ဒီလိုမျိုးဘယ်တော့ငါ့ကိုထိုးကျွေးမှန်းမသိသူများအောက်မှာတတလုံးနေွားမလားကို့နာမည်ခေါင်းကိုကကိုတီဆောက်ပြီးတော့ကို့ဘဝကို့မိသားစုဘဝကို့တက်ဖွဲ့ဘဝကိုကောင်းတဲ့နေနဲ့မှုရအောင်နေကြမလားစဉ်းစားကြအချိန်တက်ပြီနော်အခုဒီနေ့ BGN နဲ့စစ်တပ်နဲ့ညှိနှိုင်းတယ်ညှိနှိုင်းမှုအစင်မပြေဘူးတယောက်တယောက်ကမောက်ဆက်နေဖြစ်ပြီပေါ့ဟိုကောင်တွေကထိုးကျွေးမှာ နော်ဒီဘက်ကလူတွေရတယ်ဟာမင်းတို့အကျိုးပါတဲ့ချိန်တော့ကတော့မင်းတို့အလိုလူလိုပါလုပ်တယ်နာတဲ့ချိန်မှာငါတို့ကံကွက်တယ်ရမလားဖြစ်လာမှာပဲအဲ့တော့ဒါတွေရဲ့အကျိုးဆက်ကဘာလဲမပေါင်းတင်မပေါင်းထိုက်တဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းကိုတွားပြီးပေါင်းတင်လှုပ်ထားတဲ့အကျိုးဆက်ပဲနော်ဒါကြောင့်မလို့လက်နက်ကင်ကြီးအားလုံးစဉ်းစားပါတော့ကျွန်တော်ရဲ့ Not Tiger Channel ကိုနှစ်သက်သဘောကြတယ်ဆိုရင်လည်း like and subscribe လေးကိုလည်းပြခဲ့ကြပါ